ာတွေမေးစရာတွေဖြစ်လာပြီဆိုတဲ့ကိစ္စကတိအချက်ကဆရာနာရှင်တွေအကုန်လုံးအဓိကထားတဲ့မြို့က၃မြို့ပဲရှိတယ်။ဆရာနာရှင်တွေအဓိကထားတဲ့မြို့၃မြို့လို့ပြောလို့ရှိရင်နေပြည်တော်ရဲ့မန္တလေးရဲ့ရန်ကုန်ပဲ။တခြားခမားတို့ပြောနေတဲ့တောင်ကြီးတို့မြစ်ကြီးနားတို့ပသိမ်တို့မော်လမြိုင်တို့ဆိုတာဆရာနာရှင်ခေါင်းတွေထဲမှာရှိတဲ့မြို့တွေမဟုတ်ဘူး။မြို့ကြီး၃မြို့မှာသူတို့ကအဓိကထားတယ် မန္တလေးနေပြည်တော်ရန်ကုန်အဓိက ပြောမယ်ဆိုလို့ရှိရင်တော့ရန်ကုန်နဲ့နေပြည်တော်ပဲဒီတော့ကျွန်တော်တို့စကားပြောကြည့်ကြရအောင်ပြောကြည့်မယ်ဆိုလို့ရှိရင်အခုနေပြည်တော်ငလျင်မလုတ်ခင်အချိန်အထိက သူတို့တွေစိတ်ဝင်စားတာနေပြည်တော်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 ကို လုံခြုံရေးအထက်ထပ်ထားတယ်နေပြည်တော်ကိုနှီးမျိုးစုံနဲ့ကာကွယ်တယ်သို့တော့နေပြည်တော်ကအခု ငလျင်ပြီးတဲ့အခါမှာ အပြည့်အစည်တွေနဲ့ရွှေတာပြောင်းတာတွေဖြစ်လာတယ်။ရန်ကုန်ကိုစစ်တပ်ကအရာရှိတွေပြောင်းလာတယ်။စစ်တပ်ကအရာရှိကြီးတွေပြောင်းလာတဲ့အစိုးရဝန်ကြီးဌာနတွေပြောင်းလာတဲ့ဒါတွေကလျှို့ဝှက်ချက်တခုမှမဟုတ်ဘူး။ပုံမှန်အခုမီးမှန်တာမီးလာတာမလာတာတွေအစအခြေအနေနည်းနည်းပြောင်းသွားတယ်။တနအီပူရတယ်၊နှစ်နာရီပူရတယ်။ရန်ကုန်မှာဟို LGN တင်မော်ကြီးတွေပြန်လာပြီးတော့လျှက်စစ်ပေးတော့မယ်လို့ဘာလို့ဆိုပြီးတော့ကောလာဟာလာတွေထွက်လာတယ်။ဒါထဒီအတိုင်းပဲ ရန်ကုန်အနီးပတ်ဝန်းကျင်ဒေသမှာလည်းကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေကတဖြည်းဖြည်းနဲ့အားနည်းသွားတယ်။ပဲခူးမှာကတ်နေတဲ့ရန်ကုန်ကိုသိမ်းတော့မယ်။ဒါ NUG ကပြောထားတဲ့စကားကိုပြောတာနော်။ NUG ပြောတဲ့စကားကိုကျွန်တော်ပြောတာရန်ကုန်ပဲခူးနားမှာကတ်နေပြီးရန်ကုန်ဝင်သိမ်းတော့မယ်။မနှက်ဖန်ကြလို့ရှိရင်ဖြစ်တော့မယ်ဆိုပြီးတော့ဒါပြောထားတာ။ဒီတော့ကျွန်တော်ကအခုခမားတို့ကိုတည်တည်ချာချာခမားတို့ပြည်သူလူထုကိုယ်တိုင်စဉ်းစားဖို့ကိစ္စပဲကျွန်တော်ပြောမှာ ျွန်တော်တို့တော်လှန်ရေးဘက်ကအခြေအနေတွေဘလို့ဖြစ်လာလဲလက်နက်ကင်တော်လှန်ရေးတွေကဘလို့ဖြစ်လာလဲဥပမာ AA ဆိုလို့ရှိရင်ရခိုင်တပ်တော်ဆိုလို့ရှိရင်ရခိုင်တပီနယ်လုံးကိုသူတို့သိမ်းလို့ရတယ်ပြောတယ်ဆိုပေမဲ့စစ်တွေကိုသူတို့မသိမ်းမဲနဲ့ခဏထားတယ်ဘာဖြစ်လို့လဲဆိုတော့အခြေအနေအရာအဲ့ဒီမှာရှိနေတဲ့စစ်ပြေးစစ်ရှောင်စစ်ဒုက္ခရောက်နေတဲ့လူတွေနိုင်ငံတကာကိစ္စတွေတရုတ်ကအရေးခင်းနေဒီလိုမျိုးကိုကြည့်ပြီးတော့ရခိုင်ကလည်းကိုလုံနိုင်တောင်မှလုံ လုတ်တင်သလားမလုတ်တင်သလားကိုစဉ်းစားစဉ်းငိမ့်နေရတဲ့ဒီအခြေအနေမျိုးဥပမာကချင်ဆိုလို့ရှိရင်လဲဗမောဥသာတိမ့်မယ်ပြောတာ哦ဗမောဥသာတိမ့်မို့လုတ်နေတာ哦မြကြီးနာကိုတိမ့်မို့ပြုတ်ဖို့ချိန်ကြလို့ရှိရင်သူတို့မှာချိန်ရတာပြုတ်ရတာအများကြီးရှိသေးတယ်ဒီတော့ကျွန်တော်ဆရာကြီးလုတ်မှာမင်းကဆရာကြီးလာလာမမင်းနဲ့ဆရာကြီးကိုလုတ်မှာတချို့လူတွေကမေးကြတယ်ကိုဝေဖြုတ်တတ်တော့ဘာလို့ဆိုသိကြတယ်မိတ်ဆွေမရင်းဆွေရင်းနေဖြစ်နေလို့ ဲအောင်မင်းကဆရာကြီးလုံပါလားဆရာကြီးလုံမှာမဟုတ်ဘူးဆရာကြီးကိုဖြစ်နေတာဆရာကြီးကိုလုံမှာအခုဘာဖြစ်လို့ပြောနေလဲဆိုတော့တင့်ချက်ရန်ကုန်မှာလုံကြုံရေးတွေဘလောက်ပို့ပြီးတော့ချထားသလဲရန်ကုန်မှာ သူတို့ဘာတွေပြင်ဆင်နေလဲအရာတွေဖျောက်ဖို့အတွက် နေရာတကာမှာလေရင်နဲ့ဘုံလိုက်ကျဲနေတယ်မနေ့တနေ့ရဆိုတနေ့ရဆိုလို့ရှိရင်တနေ့ရတနေ့ရဆိုလို့ရှိလို့ရှိရင်ဥပမာဒီဘဲရင်မှာ ်ကလေးတွေကြောက်ကိုဘုံကျဲတယ်တခြားနေရာတွေမှာတိုက်ပွဲဖြစ်နေတယ်ငြိမ်းချမ်းရေးဖော်ဆောင်တယ်လုပ်နေတယ်နိုင်ငံတကာမှာပူတင်နဲ့တွေ့တယ်ပြောတယ်ရှီကျင်းပင်နဲ့တွေ့တယ်ပြောတယ်ဒီလိုမျိုးပေါ့စစ်တပ်ကသူကစားနေတယ်သူကစားနေတဲ့အချိန်မှာရန်ကုန်မြို့ကြီးကိုဖျောက်ဖျောက်ထားတယ်ရန်ကုန်မြို့ကြီးအကြောင်းကိုဖျောက်ထားတယ်ရန်ကုန်မြို့ကြီးမှာဘာတွေဖြစ်နေလဲဆိုတဲ့ဟာတွေအကုန်လုံးဖျောက်ထားတယ်အဲ့ဒီလိုဖျောက်ထားတဲ့အချိန်မှာသူကရန်ကုန်မြို့ကြီးကိုတိဆောက်နေ ဥပမာ passport သွားလုံမယ်ခမရတို့မျက်လုံးကအစ skin ဖတ်ထားတယ်တရုတ်ရဲ့လုံခြုံရေးနှီးပညာတွေရန်ကုန်မြို့ထဲမှာဘလောက်ထည့်ထားသလဲရန်ကုန်မြို့ထဲမှာအကြရင်တော့မှသူတို့သိနိုင်လောက်တဲ့အနေအထားမျိုးဖြစ်အောင်တရုတ်ရဲ့နှီးပညာတွေအသုံးချပြီးတော့ CCTV တို့ခမရတို့ပြောတဲ့ CCTV တို့ CCTV ကင်မရာတို့အကုန်လုံးနေရန်ကုန်မြို့ထဲမှာဖြစ်နေတယ်ဒီအချိန်မှာကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့အစည်းတွေကတည်တည်ချာချာတီးဖို့လို့ ငါတို့ရန်ကုန်မြို့ကြီးကိုမရလို့ရှိရင်ဘလို့အခြေအနေဖြစ်မလဲငါတို့လမ်းများအလုံးနေပြည်တော်သို့ဆိုတာဘာဖြစ်လို့လမ်းများအလုံးနေပြည်တော်သို့လို့ပြောတာလဲနေပြည်တော်ဟာအစိုးရယုံထိုင်ထားတဲ့နေရာ ဖြစ်လို့လမ်းများအလုံးနေပြည်တော်သို့အခုနေပြည်တော်မှာအစိုးရအလုံးယုံမထိုင်တော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ကလမ်းကြောင်းတွေပြောင်းပြီးတော့လမ်းများအလုံးနေပြည်တော်သို့လမ်းများအလုံးရန်ကုန်သို့လုလို့မရတော့ ရန်သူရဲ့အရှုအပြောင်းတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘက်ကဘာတွေအပြောင်းလဲလုပ်မှာလဲတော်လန်ရေးတကယ်နိုင်ခြင်းပြောတာနော်တော်လန်ရေးတကယ်နိုင်ခြင်းပြောတာတော်လန်ရေးကိုတကယ်နိုင်ခြင်းနဲ့စိတ်ရှိတယ်တကယ်တော်လန်ခြင်းနဲ့စိတ်ရှိတယ်ဟေ့ဆိုလို့ရှိလို့ရှိရန်သူအပြောင်းလဲရှိသလိုကိုယ့်ဘက်ကလည်းအပြောင်းလဲရှိဖို့လိုရန်သူကအခြေအနေပေါ်မှာမူတည်ပြီးကစားသလိုကိုယ်တွေကလည်းအခြေအနေပေါ်မှာမူတည်ပြီးကစားဖို့လိုတိကျ တိုင်းရင်းသားနယ်မြေဒေသတွေမှာတိုင်းရင်းသားတွေသူဟာနဲ့သူယက်တီနိုင်တယ်သူဟာနဲ့သူတိုက်ခိုက်နိုင်တယ်သူဟာနဲ့သူသိမ်းစည်းနိုင်တယ်ခင်ဗျားတို့အဲ့ဒါဘယ်သူမှညင်းလို့မရဘူးအခုဒီမှာကြည်နေတဲ့သူတွေပဲဖြစ်ဖြစ် နော်ကျွန်တော်ပြောပြီးတဲ့ဟာကိုနားထောင်မဲ့သူတွေပဲဖြစ်ဖြစ်ဘယ်သူတွေပဲဖြစ်ဖြစ်တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားတွေကသူ့ဖာသာသူနော်ထိမ့်ချုံနိုင်တယ်သိမ်းနိုင်တယ်လုံနိုင်တယ်တိုက်နိုင်တယ်အကုန်လုံးဖြစ်နေတယ် တိုင်းရင်းသားဒေသမဟုတ်တဲ့နေရာတွေမှာပုံပွင့်လေးလေးပြောလို့ရှိရင်အရေးကြီးတဲ့နေရာပေါ့ရန်ကုန်ဆိုရင်ဒါအရန်အရေးကြီးတယ်အခုအစိုးရရုံပြောင်းရုံခွဲပြီးတော့ရုံဆိုင်တယ်ဆိုတဲ့နေရာမျိုးအရင်တုန်းကဆိုရန်ကုန်မှာဝင်ပြီးတော့ဒဒဒဒဒနဲ့ပြစ်သွားတယ်အာအရင်တုန်းကဆိုရန်ကုန်မှာဒဒဒဒနဲ့ဝင်ပြီးတော့ချသွားတယ်အရင်တုန်းကဆိုဒလန်ပြစ်သွားတယ်အရင်တုန်းကဆိုဘုံခွဲသွားတယ်အခုချိန်မှာရန်ကုန်မှာအတန်တော့မကြားနိုင်တော့ဘူးရန်ကုန်မှာဒီလိုမျိုးတွေမဖြစ်တော့တဲ့ကိစ္စ6လမကတော့ဘူး ်ခင်ဗျားတို့6လမကတဲ့အချိန်မှာရန်သူဟာဘလောက်ပြင်ဆင်ထားပြီးသွားပြီလဲရန်ကုန်မြို့ကြီးရဲ့လုံခြုံရေးရန်ကုန်မြို့ကြီးမှာသူတို့အင်အားရန်ကုန်မြို့ကြီးမှာသူတို့ရဲ့နှီးပညာရန်ကုန်မြို့ကြီးမှာသူတို့ရဲ့အခြေအနေဒါတွေကြတော့တိုင်းရင်းသားတွေနဲ့တောင်မှသိပြီးတော့မဆိုင်တော့ဘူးလို့ပြောလို့ရတဲ့အနေအထားအန်ဒီစနိုးရေရန်ကုန်မြို့ကြီးမှာလည်းကြည်ကြက်နေပေါ့ဒါတိုင်းရင်းသားတွေလည်းသိမဆိုင်တော့ဘူးကချင်သူကချင်ပြည်နယ်မှာသူချနေပြီရခိုင် သူရခိုင်ဒေသမှာသူချနေပြီမွန်းနေသူ့ဟာနဲ့သူအစင်ပြေအောင်နေနေတယ်ရှမ်းနေချချမချချသူ့လူမျိုးနဲ့သူ့ဟာသူအေးအေးဆေးဆေးဖြစ်နေတယ်ချင်းနေသူ့ဟာသူချနေတယ်အခုပြောတာကခမရတို့လေရင်ပြည့်အမြောက်ဝယ်ထားတာတွေကွန်မန်ဒိုတပ်ဖွဲ့တွေရှိနေတာတွေဟိုအင်ကာဂျိုသွားမာတွေအဲ့ကိစ္စတွေပြောနေတာမဟုတ်ဘူးအန်ယူဂျီအနေနဲ့ကသခိုင်းနဲ့မကွေးတိကျစကိုင်းနဲ့မကိုရောခမရတို့ထိန်းနိုင်ရဆိုရင်လေမြို့ကြီးတွေမပါဘူးရွာနီးချုပ်ဆက်တွေပဲ ဒီတော့တော်လန်ရဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အရင်တုန်းကအခြေအနေမျိုးဖြစ်လာပြီမြို့ကြီးတွေကအေးအေးဆေးဆေးပဲနေတွေမှာပဲဖြစ်နေတယ်မြို့ကြီးတွေကအေးအေးဆေးဆေးပဲနေတွေမှာပဲဖြစ်နေတယ်ဆိုတဲ့အခါခင်ဗျားတို့ရဲ့တော်လန်ရဲအခြေအနေဟာဘလို့အခြေအနေလဲဆိုတာကိုဖါသာကိုပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်လေ့လာဖို့လိုတယ်တခါတခါကြာရင် ပြောကြတာပေါ့ဗျာအသေးအပြောက်တွေများလာတယ်ပြည်သူတွေသေးတယ် ်စစ်ပွဲတပွဲဖြစ်လာလို့ရှိရင်စစ်ပွဲလို့ပဲစဉ်းစားစစ်ပွဲဖြစ်ရင်စစ်ပွဲလို့ပဲစဉ်းစားစစ်ပွဲတိုင်းမှာအရင်ဆုံးသေတာပြည်သူတွေပဲစစ်ပွဲတိုင်းမှာအရင်ဆုံးခံရတာပြည်သူတွေပဲစစ်ပွဲတိုင်းမှာအရင်ဆုံးခံရတာလက်နက်မရှိတဲ့သူတွေပဲဒီတော့ပြည်သူတွေဒုက္ခရောက်လို့ပြည်သူတွေအခက်ခဲဖြစ်လို့ပြည်သူတွေဒီဆရာနာရှင်ကိုမရှိမှနော်ဒီပြည်သူတွေရဲ့ဘဝတွေကိုမြင့်တင်နိုင်မယ်တိုက်ပေးနိုင်မယ်လို့ပြောတဲ့သူတွေဟာ ပြည်သူတွေသေးတာကိုပဲလက်ညှိုးထိုးပြီးတော့ပြည်သူတွေသေးတာကိုပဲလက်ညှိုးထိုးပြီးတော့ကိုလှုပ်ရမယ့်အလုပ်ကိုမလှုပ်ဘူးဆိုလို့ရှိရှင်းကိုဘလို့ဆက်သွားမလဲရှင်းကိုဘလို့ဆက်သွားမလဲတော်လန်ရဲ့တရက်မှာလက်ညှိုးထိုးပြီးတော့အပြစ်ပြောနေတဲ့ကိစ္စတွေမဟုတ်ဘူးအခြေအနေကိုပြောနေတာလောက်ဝကန်ရတာအကုန်လုံးကအခက်အခဲရှိတယ်ဥပမာ ABSDF လို့အဖွဲ့မျိုး ABSCF ကအခုချိန်ထိနေမြေရှိတာမဟုတ်ဘူးတိုင်းရင်းသားတွေနဲ့ပေါင်းပြီးတော့တိုက်နေရတာ ABSCF ရဲ့တန်းနှစ်ပေါင်း35နှစ်ကျော်သွားပြီ ABSCF မှာနေမြေတွေမရှိဘူး ABSCF ထဲမှာနေမြေလိုချင်လို့ဆိုပြီးတော့စစ်တပ်နဲ့ဆွေးနွေးတဲ့ကိုခင်ကျော်တို့လိုအဖွဲ့မျိုးတွေနော်ဟိုကရင်ကနေပြီးတော့ရွှေတွင်းပေးတယ်လို့ရွှေတူးခွင့်ပေးတယ်လို့ဆိုပြီးတော့အခွင့်ရေးရအောင်လုပ်တယ်နောက်ဆုံးကျကိုခင်ကျော်တို့အဖွဲ့တွေအခုစစ်တပ်ကဖမ်းတဲ့ထဲမှာပါသွားပြီတိုင်းရင်းသားဒေသတွေမှာဗမာတွေအနေနဲ့နေမြေရဖို့ဆိုတာ သိပ်ပြီးတော့မစင်စားနဲ့ခင်ဗျားတို့ PDF တွေရော နော်ဟို BPL လေးတွေရောရှိသမျှအဖွဲ့အစည်းတွေပေါ့ကွန်ပျူနစ်တွေရောခင်ဗျားတို့သိပ်ပြီးတော့မစင်စားနဲ့တိုင်းရင်းသားဒေသတွေမှာနေမြေရဖို့ဆိုတာတိုင်းရင်းသားတွေကပေးရင်တော့မှခင်ဗျားတို့ကိုယ်တိုင်တီးဖို့ကသူတို့ပေးရင်တော့ငါတို့ယူလို့မရဘူးဆိုတဲ့အနေအထားကိုစဉ်းစားဖို့လိုတယ် ABSTF ကရဲဘော်တွေဒီကိစ္စကိုတည်တည်ချာချာသိတယ်တိုင်းရင်းသားတွေကနေမြေပေးရင်တော့ငါတို့ကနေမြေယူလို့မရဘူး ဘာဖြစ်လို့လဲဆိုတော့ဒီဒေသကငါတို့ဒေသလည်းမဟုတ်ဘူးဒီနယ်ပြည်ကငါတို့နယ်ပြည်လည်းမဟုတ်ဘူးဒီပြည်သူလူထုကငါတို့နဲ့ဆိုင်နေဆိုပေမဲ့ငါတို့ရဲ့ပြည်သူလူထုလည်းမဟုတ်ဘူး PDF တွေ GZ တွေအကုန်လုံးကဆင်းလာကြတယ်ဆိုတာမြို့ကြီးတွေကနေဆင်းလာကြတာအခု PDF အများစုဆိုတာမြို့ကြီးတွေမှာနေနေကြတာဒီတော့ပြဿနာအကုန်လုံးက ရန်သူရဲ့ပြင်ဆင်မှုကို ခမားတို့ရှော့ပြီးတော့တွတ်နေတာလားရန်သူကရန်သူအလုပ်လုပ်တယ် ်ခမားတို့ဒီမိုကရေစီတောင်းတယ်ဟေ့ဆိုလို့ရှိရင်ခမားတို့ကိုယ်တိုင်သိဖို့လိုတယ်ငါတို့ဒီမိုကရေစီတောင်းပြီဟေ့ဆိုလို့ရှိရင်စစ်တပ်ကကျူးလွန်ထားတဲ့ရာဇဝဲမှုတွေအကုန်လုံးကို တရားမျှတမှုအရာငါတို့အကုန်ပြန်ပြီးတော့ဖော်ပေးရမယ်အခုပြောချင်တာကကျွန်တော်တို့တော်လှန်ရေးအပေါ်မှာခမားတို့အခုရန်ကုန်မြို့မှာရှိနေတဲ့လူတွေပြောနေတာကမီးမလာဘူးရေမလာဘူးမိမလာဘူးရေမလာဘူးဆိုတဲ့ကိစ္စတော့ပဲ ဟိုမှာလက်ဘရောင်းတော့ကဖြစ်နေတဲ့မနေ့တော့ကကြောင်းတက်နေတဲ့ကလေးတွေကလက်ပြတ်သွားပြီခြေပြတ်သွားပြီအသက်ပြောက်သွားပြီမိဘတွေကအခုမဗရာခမားတို့ပြောတဲ့ဗမာစကပုံထဲမှာပါတဲ့မဗရာဆိုတာတနာတယ်တောင်ပြောလို့ရသေးတယ်သို့သော UNG ကဘာလုပ်နေတာလဲဘာဒီကိစ္စ UNG ကိုဘာလုပ်နေတာလဲပြောတဲ့ဆိုတဲ့ကိစ္စ UNG ကိုဗမာပြည်တပြည်လုံးအတွက်တာဝန်ယူခိုင်းနေတာမဟုတ် အန်ယူဂျီရောဗမာပြည်တပြည်လုံးအန်ယူဂျီကပတ်သိမ်းဆိုပြီးတော့ပြောနေတာမဟုတ်ဘူးအန်ယူဂျီတာဝန်ယူရမယ့်ကိစ္စသည်အခုချိန်မှာရှင်းရှင်းလင်းလင်းဖြစ်သွားပြီအန်ယူဂျီဟာနေပြည်တော်တို့ရန်ကုန်တို့မန္တလေးတို့နော်တကယ်ဗမာအများစုနေတဲ့နေရာတွေဒီတော်လန်ရေးကြီးစပြီးတော့ဒိုရေးဒိုရေးလက်သုံးချောင်းထောင်ခဲ့တဲ့နေရာတွေဒီနေရာတွေကိုအန်ယူဂျီဘယ်အချိန်ဘယ်အခါဘလို့အချိန်နေမှာရန်သူနဲ့စီကျင်းထိုးမှာလဲ 打一没我吗？